အရေးပေါ်အသက်အန္တရာယ်ရှိရေးကြီးမှုနဲ့ဝင်တိုက်တော့မယ်အရေးပေါ်မုံတိုင်းတရင်ကိုမလို့သာပညာရှင်ဝင်းနိုင်ရဲ့သင်ပြချက်တွေကိုကိုးကားပြီးတော့သင်စပေးပါမယ်ဒီကနေ့မှာဆိုရင်လည်းကျွန်တော်ကြားရသမျှမဲဆိုင်ချောင်းမြေရေကလုံးဝကိုထိန်းလို့မရတော့ဘဲဆိုရင်မှတ်ကိုရောက်ရှိသွားပြီဖြစ်ကြောင်းမူဇလဌာနကလည်းအရေးပေါ်ပဲတရီပီထားတာကိုတွေ့ရပါတယ်ဒါကြောင့်မို့လို့ထိုင်းမြန်မာနေဆက်ဖြစ်တဲ့ဩတာချီလေးမျိုးကရေးကြီးပြီးတော့မျိုးလုံးဒုက္ခရောက်မှုတွေရှိနေကြောင်းသိရပါတယ် ESC ရဲ့လုပ်ငန်းတွေကတော့အခုချိန်မှာစတင်လာရပြီဖြစ်ကြောင်းလေးသိရပြီ။ထိုင်မိုးလေဝသဌာန TMD မှာထုတ်ပြန်ထားတဲ့မြေပြင်မိုးလေဝသမုတ်တုံမြောင်တန်းမုတ်တုံမြင့်ကချမ်းမီနီတောင်ပိုင်းမန္တလေးတိုင်းမကွေးတိုင်းစကိုင်းတိုင်းတွေကိုဖြတ်သန်းနေတာတွေ့ရပါတယ်တဲ့။မုတ်တုံမြောင်တန်းဖြတ်သန်းသွားတဲ့အရက်တွေမှာမိုးများပြီးတော့လေတိုက်နှုန်းပြင်းပြီးတဲ့ခါကျတော့မိုးများတည်နေများအခုလိုပဲဒါချီလေးမျိုးမှာရည်ကြီးတယ်လို့ပဲ ရေကြီးမှာဖြစ်တဲ့တော့ပြည်သူတွေယူဆိုင်ကြဖို့တော့မလို့သားပညာရှင်ဝင်နိုင်ကထိုင်းမလို့ဝတာဌာနကိုကူကားပြီးတော့ပြည်သူတွေကိုအရေးပေါ်ပြန်လည်သတိပေးထားရီအနောက်သောမုတ်သုံးလေးကမီလာ23ရင်းနေမှာမြန်မာနိုင်ငံလေပိုင်းဒေသများကိုဝင်ရောက်ခဲ့ပြီးနောက်မြန်မာနိုင်ငံအထက်ပိုင်းဒေသများထံဆက်လက်ဝင်ရောက်နိုင်မှာဖြစ်ကြောင်းလေးသိရပါရီအိန္ဒိယနိုင်ငံရှိဘက်အော်ရီတာအကမ်းခြေမှာမီးတင်နေတဲ့ဒေဝေလိုင်းကဘီလေဘက်ကိုရေလျာပြီး26ရင်းနေညပိုင်းမှာဒေဗီယာနဲ့ရောင်းဝတ်တခုဘင်္ဂလားပြည်လေကိုအရှေ့ပိုင်းနဲ့အနောက်အလယ်ပိုင်းပင်လယ်ပြင်မှာ ဖြစ်ပေါ်နိုင်ကြောင်းမူလသားပညာရှိဦးနဲ့ကဆက်လက်ဆိုပါရီအိန္ဒိယမူလဝဒဌာနမှမေလ23ရက်နေ့ထုတ်ပြန်ချက်အရနောက်လာမယ့်နေ့အတွင်းဖြစ်လာနိုင်ပြီးဘင်္ဂလားပြည်လောမာလီဖီးယားနေရှင်းဝါဝဲမတ် LPA ဖြစ်လာနိုင်ကြောင်းဟောပြထားပြီးတော့အိန္ဒိယနိုင်ငံအနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေကိုဥတီလည်းရှိနိုင်ကြောင်းထုတ်ပြန်ထားတာကိုလည်းကျွန်တော်နေ့နေ့တွေ့ရပါရယ်ဗျာလီဖီးယားနေရှင်းဝဆက်လက်ရွေးလျားမယ့်အလံကြောင်းညာဘက်ချမ်းမှရှိတဲ့မြန်မာကံယူတန်းတခြားအထူးသဖြင့်မြဝချုံမကံယူတန်းနေ့ ခိုင်ကန်တဲ့တခြားမူသက်လိန်ပြီးများကြားရောက်နိုင်ပြီးတော့အလိုင်းကြီးနိုင်ကြောင်းမလူသာပညာရှင်ဝင်းနဲ့ကအတိပေးထားပြီးတော့ကုကရေကနေချိုးတင်ပြင်ဆင်ထားချဖို့တကူသတိပေးထားတာကိုတွေ့ရပါရီဒါကြောင့်ကျွန်တော်အပေါ်မှာပြောခဲ့သလိုပဲဂလီတန်သည့်ဒေတာတွေဖြစ်တဲ့မန္တလေးတိုင်းနေပြည်တော်နဲ့အတူချန်ပီယံနေမှာပါမိုးကြီးမှဖြစ်တဲ့တော့ပြည်သူတွေထူကြီးဆိုင်ကြပါနော်